မင်္ဂလာပါဆရာကျမတို့က Prime Media ပါဆရာဧပြီလ22ရက်နေ့မှာဆိုရင်အိန္ဒိယနိုင်ငံကက်ရှမီးယားပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကနေပြီးတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံဟာဆက်ဆံရေးဆိုးဝါးနေတယ်လို့ကြားသိရပါတယ်ဆရာဒီနိုင်ငံနှစ်ခုရဲ့နောက်ခံသမိုင်းကြောင်းလေးတွေမှာဘယ်လိုဖြစ်စဉ်လေးရှိခဲ့တယ်ဆိုတာလေးကိုလည်းကနဦးရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ကောင်းပါပြီအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နှစ်နိုင်ငံတဲမှမှု ဖြစ်ပွားနေတဲ့အခြေအနေမှာကျွန်တော်နောက်ခံအကြောင်းရင်းတွေ ဆိုပါဖြစ်စဉ်ဖြစ်ရတဲ့ပေါ်ပေါက်လာခဲ့တဲ့အကြောင်းတရားတွေအားလုံးကိုလေ့လာဖို့လိုအပ်ပါတယ်ပရမအုဆုံးကတော့ဧပြီလ22ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ပြစ်မဲ့ပြည်သူတွေတပ်ဖြတ်ခံရတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့နိုင်ငံဟာအခုလက်ရှိဗက်ပေါင်းစုံအားနေအပြန်လန်ထိုးနှက်နေကြပါတယ်အိန္ဒိယနိုင်ငံရဲ့အမျက်တော်သားထွက်မှုတွေကလည်းပေါ်ပေါက်နေပြီးတော့ပါကစ္စတန်နိုင်ငံကလည်း ပြန်လဲတုံ့ပြန်နေတာဖြစ်တဲ့အတွက်တင်းမာမှုတွေပုံမူပြီးတော့မှညပြနေပါတယ်။အဲတော့ယနေ့ကျွန်တော်တို့ဆွေးနွေးရတဲ့အစီအစဉ်လေးကတော့အိန္ဒိယနဲ့ပါကစ္စတန်ဖြစ်ပွားနေတဲ့အကြောင်းတရားတွေဟာမြန်မာနိုင်ငံရဲ့အမျိုးသားလူမျိုးရေးကိုဘလို့တက်ရောက်လာနိုင်တယ်လဲဆိုတဲ့အကြောင်းအရာများကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ဒီလိုဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့က ဘာသာရေးအစွဲလူမျိုးရေးအစွဲဒေသအစွဲ မဟုတ်ဘဲနဲ့ဖြစ်စဉ်ဖြစ်ရပ်အခြေအနေများပေါ်ခြေခံပြီးတော့အမှန်တရားများကိုပဲဆွေးနွေးပြီးမြန်မာနိုင်ငံရဲ့မြို့သားကျိုးစီပွားပေါ်မြို့သူမြေပေါ်ကျိုးတက်ရောက်လာမယ်ဆိုတဲ့အကြောင်းတရားများကိုဓမ္မဒိဋ္ဌန်ကြကြဆွေးနွေးတင်ဆက်ကြမှာပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံဟာလွတ်လပ်ရေးရပြီးတဲ့အချိန်ကစပြီးတော့စစ်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ တကယ်တမ်းကျတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာဒီကိန်းတော့အိန္ဒိယနိုင်ငံကြီးရဲ့အမည်ဒေသခိုင်မြန်မှုချုပ်ချပိုင်နဲ့တည်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိဂျမူးနဲ့ကက်ရှမီးယားပြည်နယ်မှာကျွန်တော်တို့ POK ပေါ့ Pakistan Occupy Kashmir ဆိုတော့ကက်ရှမီးယားပြည်နယ်ထဲမှာပါကစ္စတန်ကသိမ်းပိုက်ထားတဲ့အမည်ဆိုတာရှိပါတယ်။ အဲ့နေမြေထဲမှာအကြံဖက်ပေါင်းညံသူတွေခိုအောင်နဲ့အိန္ဒိယပိုင်နယ်ထဲကိုထိုးပေါက်ပြီးတော့မှဝင်ရောက်ပိုက်ခိုက်တပ်ဖြတ်တယ်ဆိုတဲ့ဖြစ်စဉ်ဖြစ်ရတွေရှိလာခဲ့တဲ့အတွက်အဓိကအကြောင်းရင်းကတော့အခြေခံအကြောင်းရင်းကတော့အစိုးရအကြံဖက်တိုက်ခိုက်မှုဖြစ်ပါတယ်အဲ့တော့လွတ်လပ်ရေးရပြီးတဲ့အချိန်မှာအိန္ဒိယနိုင်ငံတွေကနေပြီးတော့တိကျခွဲထွက်ပြီး ပါကစ္စတန်နိုင်ငံအဖြစ်တည်ထောင်ခဲ့ပါတယ်။ရှေ့လယ်ပိုင်းကပြန့်နှံ့လာတဲ့အစ္စလမ်ဘာသာဝင်အများစုနေထိုင်ရာပါကစ္စတန်နိုင်ငံနဲ့အခုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရခိုင်ကအရှေ့ပါကစ္စတန်လို့ခေါ်ပါတယ်။အဆိုပါအစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့ဒေသဟာလွတ်လပ်ရေးကြပြီးကလေးကတည်ကြနိုင်ငံဖြစ်ခွတ်ထက်တာဖြစ်ပါတယ်။အဲဒီအချိန်အနေနဲ့စပြီးတော့မှယခုအချိန်ထိစပွဲလေးချိန်ဖြစ်သွားပြီးယခု တင်းမာမှုများဟာပြင်စမအချိန်မြောက်စစ်ပွဲစီသို့ဦးတည်နေတယ်လို့ယူဆလို့ရပါတယ်။အဲတော့ဖြစ်စဉ်ဖြစ်ရရဲ့အခြေခံအားတော့အကြံဖက်မှုဖြစ်ပါတယ်။အကြံဖက်မှုတွေထဲမှာကျွန်တော်တို့အကြံဖက်အသွင်မျိုးစုံရှိပါတယ်။နိုင်ငံရေးရအကြံဖက်တာစေရေးရအကြံဖက်တာဘာသာရေးရအကြံဖက်တာ စီးပွားရေးရအကြံဖက်တာလူမှုရေးရအကြံဖက်တာတွေစသဖြင့်ပါဝင်ပါတယ်။ နိုင်ငံရေးအကြံဖက်တာကတော့မြန်မာမှာကျွန်တော်မြန်မာနိုင်ငံမှာအမြဲတမ်းထင်ရှားပါတယ် PDF လို့ခေါ်တဲ့အဖွဲ့အစည်းတွေဟာကိုယ်နဲ့မတူရန်သူတတ်မှတ်ပြီးတော့မှအပြစ်မဲ့ပြည်သူတို့တတ်ဖတ်တယ်ခရစ်ယာန်ဘုန်းတော်ကြီးတွေဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအချို့သောအပြစ်မဲ့ဆရာဆရာမတွေကိုလည်းအကြောင်းမဲ့တတ်ဖြတ်တာတွေဟာတော့ ါကတော့ကျွန်တော်နိုင်ငံရေးရသဘောမတူတဲ့လူဝါဒမတူတဲ့လူယူဆမတူတဲ့လူကိုယ်နဲ့မတူကိုယ်ရန်သူဆိုပြီးတော့တပ်ဖြတ်နေတာတွေကတော့နိုင်ငံရေးရဂျန်ဖက်တပ်ဖြတ်တယ်လို့ကျွန်တော်ခေါ်ဆိုနိုင်ပါတယ်ဘာသာရေးရကတော့ပုံပုံတော့မှကျေပြတ်ပါတယ်ကျွန်တော်တို့လူသားများမှာမိမိတို့ရဲ့စိတ်ဆန္ဒလျောက်မိမိတို့နှစ်သက်ရာဘာသာတရားများကိုယုံကြည်ကိုးကွယ်ဝင်ရှိပါတယ် အဲ့လိုယုံကြည်ကိုးကွယ်တဲ့နေရာမှာလဲမြည်သည့်ဘာသာကတော့မြင့်မြတ်တယ်မြည်သည့်ဘာသာကတော့နိုင်ကြတယ်ကောင်းတယ်ဆိုးတယ်ဝေဖန်စရာမရှိပဲနဲ့ကျွန်တော်တို့ဟာလူသားများအားလုံးမြတ်မြတ်တတနဲ့သာဟဇာတာရှိသည့်နေထိုင်သွားရေးအတွက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးမရမီမှာလဲမြန်မာနိုင်ငံမှာပြဿနာရက်ကလေးတစ်ခု ရှိခဲ့ပူပါတယ်အဲ့ဒီပြဿနာရက်ကတော့1948ခုနှစ်မှာကျွန်တော်တို့ လက်ရှိမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာမူဂျာဟစ်ဆိုတဲ့ပေါင်းကျန်းသူအဖွဲ့တွေလှုပ်ရှားဖို့ကြိုးပမ်းလာတာဖြစ်တဲ့အတွက်ကိုကျော်အောင်ဆန်းကိုရာရခိုင်ပြည်နယ်ကိုသွားပြီးတော့မှရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်ကောင်းကောင်းနဲ့ဆွေးနွေးပြီးတော့မှအဆိုပါအန်ဒီရဲ့ကိုအလေးထားဖို့ပူပေါင်းကာကွယ်ကြဖို့အတွက်ကိုစီယုံဆွေးနွေးခဲ့ပါတယ်။ဗိုလ်ချုပ်ကြဆောင်ပြီးနောက်ပိုင်း1948ခုနှစ်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ ဟိုကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ1949ခုနှစ်မှာမူကြာဟက်တောင်းကျမ်းသူတွေဟာမြန်မာနိုင်ငံရခိုင်ပြည်နယ်မေရုမြဝန်းကိုအခြေချဖို့အတွက်ကြိုးပမ်းခဲ့ပါတယ်။အဲလိုကြိုးပမ်းတဲ့နေရာမှာအဲ့ဒီခြေတော်ကအမှတ်၅ဗမာတနက်ကိုင်းတိုင်ရင်တာနာကငါတိုင်ရင်တည်ရင်လုံးဟာမေရုမြဝန်းမှာရှိတဲ့မူကြာဟက်တွေကိုကျွန်တော်တို့တောက်တင်ရှင်းလင်းပြီးတော့မှထိုးစစ်များဆင်နွှဲခဲ့ရပါတယ်။အဲလိုဆင်နွှဲပြီးတဲ့နောက်ပိုင်းမှာ မူကြဟဲ့ဆိုတဲ့အတုံးလုံးပျောက်သွားပြီးအခြားသောနာမည်တွေနဲ့အမျိုးမျိုးခက်ကလာဆက်ဆက်ပေါ်ပေါက်ခဲ့ပါတယ်။အဲလိုပေါ်ပေါက်ခဲ့တဲ့အဖွဲ့အစည်းများဟာမျက်မှောက်မှာလည်းအမြင့်ပြတ်သွားခြင်းမရှိဘဲနဲ့သက်ဆိုင်ရာမူကြဟဲ့နဲ့သက်ဆိုင်တဲ့အခြေခံသဘောထားတွေတူညီတဲ့အဖွဲ့အစည်းမျိုးစုံဟာမြန်မာနဲ့ဘင်္ဂလားဒေ့ရဲ့ဆက်မှာရှိနေသေးပဲဖြစ်ပါတယ်။အဲဒီမူကြဟဲ့ဆိုတဲ့အဖွဲ့အစည်းဟာ ဟူဂျာဟဲဆိုတဲ့အတုံးနှောင်းဟာပါကစ္စတန်နိုင်ငံမှာလည်းလွတ်လပ်ရေးမရမီကလေးကရှိခဲ့ပါတယ်ပြောချင်တာကတော့ဟူဂျာဟဲဟူဂျာဟီတင်ဆိုတဲ့အတုံးနှောင်းကနေတစ်ဆက်လက်ရှိမျက်မှောက်ကာလအထိအိန္ဒိယပါကစ္စတန်မှာလည်းအိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်မှာလည်းရှိနေဆဲဖြစ်ပါတယ်ယခုလက်ရှိအခြေအနေအရတော့ဟူဂျာဟဲကိုအခြေခံပြီးတော့မှ ပေါ်ပေါက်လာတဲ့တောင်းရံသူအဖွဲ့အစည်းများဟာ အိန္ဒိယပါကစ္စတန်နယ်စပ်မှာလှုပ်ရှားပြီးအိန္ဒိယနိုင်ငံအတွင်းသို့ဝင်ရောက်တိုက်ခိုက်ခြင်းအပြစ်မဲ့ပြည်သူများအားဥပဒေမဲ့ကျွန်တော်တို့အကြမ်းဖက်တပ်ဖြတ်ခြင်းအနေစတင်ခဲ့တာဖြစ်ပါတယ်။အဲ့အတွက်မူရင်းစကလုံးဒိဗယ်ကိုရှင်းလင်းတင်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်တို့မူကြဟက်ဆိုတဲ့စကလုံးဟာအာရဗ်ဘာသာစကားဆင်းသက်လာခြင်းဖြစ်ပါတယ်။ မူဂျာဟီဒင်ဆိုတာကတော့မူဂျာဟက်စကလုံးရဲ့အများပိုင်ကျွန်တော်တို့အများကိုသုံးတဲ့နာမည်ဖြစ်ပါတယ်။မူဂျာဟက်ဆိုတာ singular noun မူဂျာဟီဒင်ဆိုတာတော့ plural noun ဖြစ်ပါတယ်။ဒီစကလုံးရဲ့ပင်မဆင်သက်တဲ့ရင်းမြစ်ဘာသာစကားကတော့ Arabic စကားဖြစ်ပါတယ်။အဲတော့မူဂျာဟက်ဆိုတဲ့အတိတ်ပဲကတော့ဘာလဲဆိုတော့ကျွန်တော်တို့ any performing five on behalf of God ဘုရားသခင်ကိုစားပိုက်ပွဲဝင်နေတဲ့ဤသည့်လောက်ရမဆိုနောက်တစ်ခုကတော့ on behalf of religion ဘာသာရေးအရာကိုစားဆောင်ရွက်သူတွေ on behalf of the community လူ့ဘဝတိုင်ဝမ်တစ်ခုအတွက်ကိုကိုစားတိုက်ပွဲဝင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများကိုကြာဟဲ့လို့ဆိုလိုခြင်းဖြစ်ပါတယ်တကယ်မူရင်းအတိတ်ဘက်အစ်စ်အမှန်ကတော့ ျွန်တော်တို့အစ္စလမ်ဘာသာမှာသုံးသင်ဆုံးမထားတဲ့မိမိတို့ဝင်ငွေရဲ့တစိ့တစေတာကိုတချို့တပွက်ကိုဆင်ရရဲ့နံပါတ်သူများကို မျှဝေလူတန်းရမယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။အဲတော့မူဂျာဟစ်ဆိုတဲ့စကလုံးကနေပြီးတော့မှာဂျီဟတ်ဆိုတဲ့စကလုံးဆင်းသက်လာတယ်။အဲ့ဒီအထဲထဲမှာမှအပေါင်းသက်ခနာဆောင်တဲ့အိဗယ်ရှိသလိုအနုလက္ခဏာဆောင်တဲ့အိဗယ်ကြီးပေါ်ထွန်းလာပါတယ်။ ပေါ်ထွန်းလာပြီးတော့ရှေ့လေပိုင်းမှာစတင်လာခဲ့တဲ့အတွေးခေါ်ယူဆစကလုံးဂျီဟတ်ဆိုတဲ့စကလုံးဟာလည်းအခုရှေ့လေပိုင်းအနေနဲ့တဆင့်အိန္ဒိယပါကစ္စတန် နေဇတ်ဒေတာတီကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အဲဒီတော့အိန္ဒိယနိုင်ငံကလည်းသူလက်ရှိအခြေအနေရအမြတော်သားဖွဲ့ပြီးတော့စစ်ပြင်းစင်းတဲ့အညာမှာပဲပေါင်းစုံအားနေပြင်ဆင်နေရရှိပါတယ်။တိုင်ကင်းတပန်ကင်းအရာတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံမှာရှိတဲ့ပါကစ္စတန် တာမန်ကြီးကိုပြန်လည်နှင်ထုတ်တယ်။ပါကစ္စတန်နိုင်ငံကလည်းအိန္ဒိယနိုင်ငံမှာရှိတဲ့အိန္ဒိယတာမန်ကြီးကိုပြန်လည်နှင်ထုတ်တယ်။နှစ်နိုင်ငံဝေဟင်ပိုင်နဲ့တည်းအိန္ဒိယဝေဟင်ပိုင်နဲ့အထဲကိုပါကစ္စတန်လေနေဖြတ်တန်းခွင့်မပြုသလိုပါကစ္စတန်ဝေဟင်ပိုင်နဲ့ကိုလည်းအိန္ဒိယဒေယင်များပြန်တန်းခွင့်မပြုပါဘူး။ဘလားလို့ပဲပါကစ္စတန်နိုင်ငံမှာရှိတဲ့အိန္ဒိယလူမျိုးတွေကိုနှင်ထုတ်ပြီး အိန္ဒိယနိုင်ငံကလည်းပါစံနိုင်ငံသားများကိုသူ့နိုင်ငံကနေပြန်လည်နှင်ထုတ်ပါတယ်။ထူခြားချက်ကတော့အိန္ဒိယနိုင်ငံကပြန်လည်နှင်ထုတ်လိုက်တဲ့ပါကစ္စတန်နိုင်ငံသားတွေဟာပါကစ္စတန်နိုင်ငံတဲကိုပြန်လည်ဝင်ဝင်မရဘဲနဲ့တချို့ကျွန်တော်တို့နေဆက်ဒေသတွေလေစိတ်တွေနေဆက်ချက်ပွိုင်းတွေမှာ ရှေ့တိုးလို့လည်းမရနောက်ဆုတ်လို့လည်းမရဘဲနဲ့တောင်းတနေတာဖြစ်တယ်လို့ကြားသိရပါတယ်။နောက်တစ်ခုကတော့ အိန္ဒိယနိုင်ငံကကမ္ဘာနိုင်ငံများကိုအခြေခံပြီးတော့ဖြစ်စဉ်ဖြစ်ရပ်တွေရှင်းပြပြီးကျွန်တော်တို့စီယုံဆွဲဆောင်စီယုံနေသလိုပါကစ္စတန်နိုင်ငံကလည်းကမ္ဘာနိုင်ငံများကိုဆွဲဆောင်စီယုံနေတာတွေတွေ့ရပါတယ်။ကုလသမဂ္ဂမျက်နှာစာမှာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အစည်းအဝေးတွေကျင်းပပြီးတော့မှအခုလက်ရှိအခြေအနေတွေပေါ်ဆွေးနွေးနေကြတာတွေလည်းရှိပါတယ်။ဒါကတော့ကျွန်တော်တို့တိုင်ခင်းတမန်ခင်းစီးပွားရေးရဖြစ်ပါတယ်။နောက်တစ်ခုကတော့ အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားမှာချုပ်ဆိုထားခဲ့တဲ့အိန္ဒုမြေရေခွဲဝေတုံးဆွဲရေးသဘောတူစာချုပ်အဲစာချုပ်ကိုလည်းကျွန်တော်တို့အခုလောလောဆယ်ရဆိုင်ထားပြီးတော့မှအိန္ဒုမြေရေတွေကျွန်တော်ပါကစ္စတန်နိုင်ငံတွေကိုဟလာပေးပို့တာတွေလည်းကျွန်တော်တို့ရဆိုင်ထားတယ်လို့သိရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့စစ်ပွဲ၄ချိန်မှာတတိယမြောက်စစ်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ line of control l of c l o c ဘော့ line of control ဆိုတော့မြန်မာလိုထိန်းချုပ်ရေးမြင့်ထိန်းချုပ်ရေးမြင့်သတ်မှတ်ထားပြီးတော့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသနဲ့အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသဆိုပြီးတော့ခွဲခြားထားတာရှိပြီးတော့ဒီနှစ်နိုင်ငံကြားမှာစစ်ပြေငြိမ်းရေးအတွက်ကိုချုပ်ဆိုထားတဲ့စာချုပ်တွေလည်းပြက်ပြားသွားပြီးကျွန်တော်တို့ line of control ဒဲမှာခွဲခြားထားတဲ့ပါကစ္စတန်နယ်မြေတွင်းမှာအိန္ဒိယတပ်မတော်ဟာဂျန်ဖက်သမားများကို ရှားဖွေတုတ်တင်ရှင်းလင်းလျက်ရှိတာသိရှိရပါတယ်။အဲတော့မူဂျာဟစ်ဆိုတဲ့စကားလုံးကမြန်မာပြည်နဲ့စိမ့်တဲ့စကားလုံးမဟုတ်ဘူး။အိန္ဒိယနဲ့ပါကစ္စတန်မှာလည်းဆိုပါဖြစ်စဉ်ဖြစ်ရတည်ပေါ်မူတည်ပြီးတော့မှဒဲမာမှုတွေဖြစ်နေတယ်ဆိုတာကိုကျွန်တော်တင်ဆက်လို့ခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာအခုလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုတွေမှာဖြစ်ပေါ်ခဲ့တဲ့ဗတ်လောက်လို့မှာပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ကက်ရှမီးဒေသတွေကိုကျွန်တော်တို့ ဟာမတ်အကြံဖက်အဖွဲ့ခေါင်းဆောင်တချို့ရောက်ရှိနေတယ်လို့လည်းကြားသိရပါတယ်ဆရာ။နောက်ပြီးတော့အဲ့ဒီဒေတာထဲမှာပဲလှိုင်ကောင်းတွေလည်းတူးထားတယ်လို့ကြားသိရပါတယ်ဆရာ။အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာအမြင်လေးကိုလည်းပြောပြပေးပါအောင်ဆရာ။ဟုတ်ကဲ့ဒါလေးကတော့ထူးခြားတဲ့အကြောင်းတရားလေးပေါ့။အာဒီဒေတာတွေမှာဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေကို လေ့လာလိုက်တဲ့အချိန်တွေမှာအခုဖြစ်ပေါ်တဲ့တင်းမာမှုတွေဟာအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံအကြားမဟုတ်ပဲနဲ့ ုံမှုကျယ်ပြန့်လာတဲ့သဘောတဘာဝလေးတွေ့နေရပါတယ်ကျွန်တော်တို့ပါကစ္စတန်နိုင်ငံအုပ်ချုပ်တဲ့ကက်ရှမီးဒေသမှာစစ်သေးကြတွေကိုညီမျိုးစုံနဲ့ကျွန်တော်တို့စုဖွဲ့လေ့ကျင့်နဲ့သင်တန်းပေးတယ်ထောက်ခံအားပေးတယ်ဆိုတဲ့လုပ်ငန်းရပ်တွေဟာတခုလောက်ကျယ်ပြန့်လာမယ်လို့အချို့ကမှတ်ယူကြခြင်းမရှိပါဘူးအခုလက်ရှိကျွန်တော်တို့လေ့လာမိတဲ့သတင်းများအရတော့ဧပြီလ22ရက်နေ့ ဘာဟာကံမှာအကြံဖက်ဖြစ်စဉ်အဖြစ်ပွားမိတပတ်မှာဟာမတ်ခေါင်းဆောင်တချို့အဆိုပါတီတာကိုလာရောက်ခဲ့တယ်လို့အင်ဂျီယာဘက်ကထုတ်ပြန်ပြောကြားလာတာရှိပါတယ်။တစ်ဆက်ထဲမှာပဲကျွန်တော်တို့အရှိလေပိုင်းဒေတာမှာဟာမတ်တွေလုံဆောင်လေးရှိတဲ့ဥမင်မိုင်ပေါင်းတူထားတဲ့အရေးအယောင်တွေအထောက်ထားတွေကိုအထောက်ထားနဲ့ဒီကတင်ဆက်လာတာရှိပါတယ်။ရှိတော့ဒီ အိန္ဒိယနဲ့ပါကစ္စတန် ပြဿနာဟာနှစ်နိုင်ငံနဲ့ပြဿနာမဟုတ်ပဲနဲ့အခြားဒေသတွေရဲ့ပြောကပေါင်းဝင်နေတယ်ဒီဒေသတွင်းမှာအကြမ်းဖက်အဖွဲ့အစည်းတွေကိုစုဆောင်းနေနေကျင်နေတည်နှံပေးတယ်တခြားလူပေါင်းအဖွဲ့အစည်းတွေကိုပြက်ခတ်တိုက်ခိုက်တပ်ဖြတ်ဖို့အတွက်ကိုစီစဉ်ဆောင်ရွက်နေရတယ်လို့ရှုမြင်ရပါတယ်အဲ့တော့ဒီဖြစ်စဉ်ဖြစ်ရတွေကလည်းတကယ်တမ်းကျတော့ဒီနေရာမှာတည်း အဆုံးသတ်သွားမှာမဟုတ်ဘဲနဲ့အချိန်နေပေးရင်ပေးသလိုအခွင့်တာရင်တာသလိုဒီလုပ်ငန်းရပ်တွေဆက်လက်ဆောင်ရွက်နေဦးမယ်လို့ထင်မြင်ယူဆရပါတယ်။အဲတော့ Hamas အဖွဲ့ပါဝင်ပတ်သက်နေတဲ့အကြောင်းအရာတွေကိုသိရှိပြီးတဲ့နောက်ပိုင်းမှာ Hamas တွေနဲ့တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ Israel နိုင်ငံနဲ့အခြားသောနိုင်ငံများရဲ့ဒီပညာအဖွဲ့အစည်းတွေဟာဒီပညာရှင်များရဲ့အဖွဲ့တွေဟာအိန္ဒိယနိုင်ငံကိုအကူအညီပေးဖို့အတွက် ်အစ္စရေးတင်းအဖွဲ့အားအိန္ဒိယနိုင်ငံကိုရောက်ရှိနေပြီလို့သိရှိရပါတယ်။အဲတော့ကျွန်တော်တို့နေ့စဉ်တင်ဆက်နေတဲ့သတင်းများအရာဒီသတင်းများရဲ့အတိုင်းအတာလည်းမဟုတ်ပြီးတော့နောက်ွယ်မှာလေးနဲ့ကျယ်ပြန့်တဲ့အကြောင်းတရားတွေရှိနေပြီလို့ကျွန်တော်တို့ထင်မြင်ယူဆပါတယ်။